ဘဂင်ရှင်ပါအကျင့်တရားဆိုတော့ဘာတွေလောရမှာတုံးလို့မေးလို့ရှိရင်အကျဉ်းချုပ်ပြောရရင်တမဝါစာစကားအပြောကိုထိမ့်သိမ်းဆောက်ရအောင်မယ်ကောင်းတာပဲပြောရမယ်အပြစ်ရှိတာမပြောရဘူးအပြစ်ကင်းတဲ့စကားမျိုးကိုပဲပြောရမယ်တမန်ကမန္တအပြစ်ရှိတဲ့အလုတ်ကရှောင်ကျင်ပြီးတော့အပြစ်ကင်းတဲ့အလုတ်မျိုးကိုလောရမယ်သမအာဇီဝအပြစ်ရှိတဲ့အသက်မွေးမှုမျိုးမမွေးဘဲနဲ့အပြစ်ကင်းတဲ့အသက်မွေးမှုမျိုးမေးရ ဒါအခြေခံသီလပိုင်းဆိုပြီးတော့မြတ်စွာဘုရားဟော။ဘာဖြစ်လို့ဒီသီလကလိုအပ်တာတုံးလို့ဆိုတော့ကိုချင်းတရားပြပြထားတဲ့ပုဂ္ဂိုလ်တယောက်ဟာအာယုံတစ်ခုပေါ်မှာစိတ်ဆိုင်ဖို့မလွယ်ဘူး။နော်။တမာတိခြင်းစဉ်ခြင်းတဲ့အခါမှာကိုချင်းသီလမပါရင်သူကစိတ်ထဲမှာအနှောင့်အယှက်တွေအများကြီးဖြစ်တယ်။တိဆောက်ဖို့ရအမတန်မှခဲနေတယ်။ဒါကြောင့်မို့သီလကိုအခြေခံထားရမယ်လို့ဒါ တီလာရှိတဲ့ပုဂ္ဂိုလ်တယောက်ကကြီးလိုက်လေအာငါလောက်ထားတာတွေအကုန်ကောင်းနေကြီးပဲဆိုတွေးလိုက်ဝမ်းသာဝမ်းသာရဲဆိုတာပမောစားဝမ်းသာရင်ဘာဖြစ်တုံးခြင်နုမှုပီတိလာခြင်နုမှုပီတိလာရင်ဘာဖြစ်တုံးပတ္တတိကိုရောစေရောငြိမ်းချမ်းလာငြိမ်းချမ်းရင်ဘာဖြစ်တုံးဒုက္ခစိတ်ကလေးကိုအေးပြီးတော့ချမ်းသာစိတ်အေးငြိမ်းချမ်းနေတဲ့ပုဂ္ဂိုလ်တယောက်ဟာတမာတိဆိုတာဖြစ်လာတာပဲဘယ်နေရာအာယုန်ဆိုင်လဲဆိုင်လဲတမာတိဆိုတာဖြစ်လာတာ သမာဓိဖြစ်လာပြီဆိုရင်ယထာဘူတညာတသနာမှန်မှန်ကန်ကန်သိမြင်လာတဲ့အသိဉာဏ်ဆိုတာရလာတာပဲဒါအကြောင်းကျိုးဆက်သွယ်နေတာဒါကြောင့်မို့ကိုကျင်တရားကိုအခြေခံထားပြီးတော့မဂ်ကရှင်ပါအထောက်ဖို့ရရသော်ဗျာဟောကောင်းပြီတီလာကိုစောက်တည်ပြီးတဲ့အခါမှာတီလာဘက်ကလုံပြီဆိုတဲ့အခါဘာလို့သမာဓိကျင့်စဉ်ကိုကျင့်အောင်သမာဓိကျင့်စဉ်ကိုကျင့်တဲ့အခါမှာစိတ်ကလေးကိုအာယုံတစ်ခုတည်းပေါ်မှာထားဖို့ဆိုတာလုံလောက်ဝီရိယမပါပဲထားလို့မရဘူး စေရတိကဝီရိယခေါ်တယ်စိတ်ကိုအာဂုံစိုက်ပြီးတော့လုပ်ဖို့လိုတယ်ပေါ့ဒါကြောင့်မို့တမ္မာဝါယာမမိမိစိတ်ထဲမှာအကုသိုလ်ဖြစ်လာရင်မဖြစ်အောင်အဲမဖြစ်သေးတဲ့အကုသိုလ်တွေဝင်မလာအောင် ဖြစ်ပြီးသားအကုသိုလ်တွေတွန်းထုတ်နိုင်အောင် ကုသိုလ်မဖြစ်သေးရင်ဖြစ်အောင်လုပ်ဖို့ဖြစ်ပြီးသားကုသိုလ်တွေတိုးအောင်လုပ်ဖို့ဆိုတဲ့မှန်ကန်တဲ့လုံလဝီရိယ၄ဘက်၄တန်ကြိုးစားအထောက်ဖို့တမ္မာဝါယာမလို့ခေါ်တယ် ဲ့ဒီတမ္မဝါယမဂျူပန်အထုတ်ပြီဆိုရင်ဘာလို့တုံးဆိုရင်တမ္မတတိတတိထားဖို့လိုအပ်တယ်တတိထားပြီဆိုတတိထားတယ်ဆိုတာဘယ်မှာထားရမှာတုံးဆိုရင်အာယုံပေါ်မှာစိတ်ဆိုင်ထားတာကာယဝေဒနာစိတ်တဓမ္မလို့ကိုယ်တဏ္ဏမှာရှိတဲ့ခန္ဓာကိုယ်ရဲ့ခံစားချက်ရဲ့အသိစိတ်လေးရဲ့ကြံတဲ့သဘာဝတရားတွေရဲ့အဲ့ဒီပေါ်မှာစိတ်ဆိုင်ထားဒါကိုတတိပဋ္ဌာန်လို့ခေါ်တာပဲအဲ့ဒီပေါ်မှာစိတ်ဆိုင်ထားပြီးတော့ စိတ်ဆိုင်ထားတဲ့တတိလေးစိတ်ထားတယ်လို့စိတ်ကလေးငြိမ်အောင်လဲလုပ်ရမယ်ငြိမ်အောင်ဆိုတာအလုံးစိတ်တွေအလုံးစုပြီးတော့ကြာသွားရင် ပါဝါဖြစ်တယ်